မိဘတွေကိုညင်သာစွာဆက်ဆံပေးပါအသက်ကြီးရင်အိုမင်းလာတာနဲ့မျှမိဘတွေဟာအားငယ်လွယ်တတ်လာပါတယ်စိတ်ထိခိုက်လွယ်စိတ်အတက်ကြဖြစ်လွယ်အထီးကျန်လွယ်လာပါတယ်မိဘတွေရဲ့မျက်နှာအရေးအကဲကိုဖတ်ပြီးသူတို့စိတ်ထဲဘလို့ခံစားမှုလေးတွေရှိနေနိုင်မလဲဆိုတာကိုတတိလေးထားပြီးအကဲခတ်ပေးဖို့လိုပါတယ်ကျမအမေဆိုရင် တယောက်တည်းနေတတ်တာများပါတယ်။သူ့ဘာသာသူဖျားကန်းနေမှာဖျားစင်ရှိမှာတန်ပုတ်ဒီကာရာတော်ကြီးပတိတပတ်ပြည့်အောင်စိတ်နေတတ်ပါတယ်။သူပတိစိတ်နေတော့ကျမဖုန်းဆက်မိရင်မကြိုက်တာမို့ဖုန်းပြန်ချပြီးပတိပြီးချိန်လောက်မှပြန်ခေါ်ရပါတယ်။ညနေခင်းဆိုတရားထိုင်ပြီးမှညညဆိုအိယာစောစောဝင်တတ်ပါတယ်။အမေကတယောက်တည်းနေရတာကြိုက်တယ်။ စကားတွေလာများနေရင်စိတ်ရှုပ်တယ်။တယောက်တည်းနေရင်တမုတ်တီရွတ်နေရတာအကောင်းဆုံးပဲလို့ပြောတတ်ပါတယ်။တယောက်တည်းနေပြီးတစိတ်သေးထားနိုင်ရင်တော့ကောင်းဆုံးပါပဲ။အမေကသူမကြိုက်ရင်မကြိုက်ကြောင်းပွမွေလင်းလင်းပြောပြတတ်တော့ကျမကသူမကြိုက်တာလေးတွေကိုရှောင်ပေးရပါတယ်။တချို့မိဘတွေတွေ့ဘူးပါတယ်။သားသမီးရဲ့မျက်နှာကိုအရေးတကြီးကြီးကြည့်နေပြီး သူဘာပြောလိုက်ရင်ဘာလုပ်လိုက်ရင်သားသမီးကမကြိုက်မှာညဉ့်ညင်ညူစုမှာစုပူအဟိခံရမှာကြောက်နေတတ်ပါတယ်မိဘတွေဟာအသက်ကြီးလာတဲ့အခါသူတို့ဟာဘာမှမစွမ်းနိုင်တော့ဘူးသားသမီးတွေပုံမှာပဲမိခိုးအားထားနေရတယ်ဆိုရက်အားငယ်တိမ်ငယ်တဲ့စိတ်ကလေးတွေအလိုလိုဝင်ရောက်လာတတ်ပါတယ် သားသမီးတွေကတလှည့်ပြန်ရှာဖွေကြွေးမွေးနေတဲ့အခါမိဘအပေါ်ကောင်းစီခြင်းနဲ့စိတ်စည်ရနာနဲ့ပြောဆိုတတ်တာဖြစ်ပေမယ့်တခါတည်းမှာတတိမထားမိလိုက်ပဲဂိယုနာဒေါသမျိုးနဲ့အတန်ကျဲကျဲနဲ့အဟိမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။ဘဝမစားနဲ့ဟူလိုမလုံနဲ့ဒီလိုမပြောနဲ့စသဖြင့်ကန့်သက်ချက်တွေထားမိတတ်ပါတယ်။ မိဘကကလေးတင်ဖြစ်ပြီးကိုကလူကြီးအရာရောက်သွားတတ်ပါတယ်။အဲ့ဒီလိုခါမျိုးမှာမိဘတွေနေရာကနေဝင်ပြီးခန်းစားပေးတတ်ဖို့ကိုချင်းစာနာပေးတတ်ဖို့သိအရေးကြီးပါတယ်။ကိုငငယ်ရုံးကမိဘကဟိုဟာမလို့ရဒီဟာမစားရစသဖြင့်တားမြစ်ပိတ်ပင်တဲ့အခါကိုအမားလို့မိလို့စူပူအော်ဟစ်ခံရတဲ့အခါ ို့ရင်နဲ့နှလုံးသားရဲ့ဘလောက်နာကျင်ထိခိုက်ရသလဲဆိုတာပြန်တွေးကြည့်ဖို့လိုပါတယ်။မိဘဘာပဲဖြစ်ဖြစ်ဘာပဲအမှားလုပ်လုပ်စိတ်မတူစိတ်မဆိုးမိဖို့အရေးကြီးပါတယ်။တစ်ခါတစ်ခါအမေကထမင်းသိမ့်မစားတဲ့အကြောင်းညီမလို့သူကကျမကိုတိုင်တဲ့အခါအမေကမျက်စောင်းချပါတယ်။အသက်ကြီးနေပြီဥစ္စာဒီလောက်ပဲစားနိုင်တော့မှာပေါ့။ ငါ့ကိုခလေးလေးလိုလိုက်ချုပ်ချေမနေနဲ့မကြိုက်ဘူးလို့စွာတေးလန့်ပါတယ်။ကျမရေမောပြီးအမေကိုချွတ်ချွတ်မော့မော့နားချရပါတယ်။အမေတမင်းမစားချင်ရင်ဟင်းမြမြစားပြီးလေငါဟင်းလေးချက်ဥလေးပဲဟင်းညိုလေးတွေစားပေါ့။အသားမြမြစားမှအမေပရိုတင်းတက်ရမှာလေ။ဒါမှအမေအသားလေးတွေပြည့်လာမှာပေါ့။နှုတ်မှုဆိုပိန်ပိန်လေးဖြစ်နေမှာပေါ့စသဖြင့်ပြောပြီး မြမကိုမင်းညူးလေးပြောပြီးထားပါရယ်။ပစွန်တလှဲ့ငါတလှဲ့ကျသားတလှဲ့ချော့ကျွေးဖို့မှရပါရယ်။မိဘတွေဟာအသက်ရလာတာနဲ့အမျှချော့ချော့မော့မော့လေးနားဝင်အောင်ရှင်းပြပေးရပါရယ်။စုပူအဟစ်တာကိုလုံးဝမကြိုက်ပါဘူး။အမေကိုတရားလေးတွေနာဖို့ချော့မော့ပြောရပါရယ်။ကျမဖုန်းဆက်တိုင်းကျမနဲ့အတူတူဖျားရှိခိုးဖို့ ချိုချိုတာတာလေးနားချရပါတယ်။တမီးနဲ့တူတူဖះရှိခိုးရတာဘလောက်ကြည်နူးစရာကောင်းလဲအမေ။ဖះရှိခိုးပြီးအမေကိုဆူတောင်းမြတ်တာပို့ပေးရတာ။တမီးကုသူလေးရတယ်လို့ပို့ပြီးတော့လေထိရောက်တာပေါ့လို့ကျမကပြောပြတော့အမေကကျမနဲ့အတူတူဖះရှိခိုးပါတယ်။မိဘတွေဟာတခါတရံလေးကလေးစုတယောက်လိုကြစ်ကြခြင်းကြတတ်ပါတယ်။ ဒါလေးကိုစိတ်မတူပဲစိတ်ရှိရှိထားပြီးဖို့နူးညံ့ညင်သာစွာဆက်ဆံပေးဖို့လိုပါတယ်။ကိုလှေတော့ကအသက်နဲ့ရင်းပြီးမွေးထုတ်ပေးခဲ့တယ်လို့လူလားမြောက်တဲ့အထိစိတ်ရှိသီးခံခြင်းများစွာနဲ့ပြုစုဆောင်ရှောက်ပေးလာခဲ့တဲ့မိဘတွေကိုကိုအလှေမှာတလှည့်ပြန်ပြီးစိတ်ရှိသီးခံစွာ ပြုစုပေးနိုင်ဖို့လိုပါတယ်။မိဘတွေဟာတက်ရှိဖရားတွေပါ မိဘကိုနေ့စဉ်ဂရုတစိုက် ပြုစုဆောင်ရှောက်ခွင့်ရနေရနေတာကလည်းကို့အတွက်နေ့တိုင်းကုသထုတ်ကြီးထုတ်ခွင့်ရနေတာဖြစ်ပါတယ်မိဘတွေနဲ့ပတ်သက်လာရင် အမှားမပြောမိမလုပ်မိအောင်တတိလေးအမြင်ထားစီခြင်းပါတယ်ဘယ်အချိန်ဘယ်အချိန်နေမှာပဲဖြစ်ဖြစ်မိဘတွေကိုညင်သာနူးညံ့စွာဆက်ဆံပေးပါ